ဘူးတီရိုရံပွဲကိုနောက်ွယ်ဟာနေကြိုးကနေတဲ့မိန်းလေးတယောက်ကြောင့်ကိုဖော်ထုတ်ခဲ့တဲ့အစွဲဆုံးအလို့ဆောင်သောဝေယံထက်ရှိန်အင်တာနက်လူမှုကွန်ရက်ဆောင်မျက်နှာတွေပေါ်မှာလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအလုံးရဲ့ရင်ကိုတုံ့လုံစေခဲ့တဲ့ဒေါ်ရာထွက်စေခဲ့တဲ့တချိန်တည်းမှာပဲဝန်းနေစေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုတက်လာခဲ့ပါတယ်လူငယ်တယောက်ကိုသူရဲ့ရွယ်သူအုပ်စုတစုကပန်းချံတစ်ခုတည်းမှာဝိုင်းဝန်းနိုင်ကျင်နေကြတဲ့ဗီဒီယိုပါပဲ ဒီချစ်စင်မှာအကြီးကကျွလွန်ကျိုဖြစ်နေမယ်ကြီးနေရဲ့ဘူးသီးဆိုတဲ့လူငယ်နဲ့သူ့ပေါင်းပါရရဲ့လူရဲ့ဟာဘလို့အကြောင်းပြချက်နဲ့မှဆင်ကျေပြလို့မရတဲ့လူရဲ့တစ်ခုပါလူမြင်တွင်ခွေရမှာအာနေသူတယောက်ကိုအုပ်စုဖွဲ့အနိုင်ကျင်တာဟာတတိမဟုတ်ပါဘူးတဟာယုံညံ့မှုတသက်ပါပဲဒီလိုလိုရတွေဟာခုနောက်ပိုင်းကိုရီးယားဒရမာဆလန်တွေတွေကကြောင်းတွင်းအနိုင်ကျင်တဲ့ဇဝင်ကန်တွေကိုအားကြပြီးလက်တွေ့ကဘာမှာအတားကြတယ် မိုက်တယ်လို့ထင်မှနေတဲ့လူငယ်တွေရဲ့မာယွန်းတဲ့အတွေးခေါ်တွေအကြောင်းလေးပါပါတယ်။ဆိုရှယ်မီဒီယာမှာကိုကိုက်တယောက်ဖြစ်ဖို့မိန်းကလေးတွေအကြောင်းမှာလူပြောများဖို့အတွက်လူမိုက်ပုံစံဖန်ပြီးတတပားကိုနင်းချေထားတာဟာဘယ်တော့မှခုံယူစရာဖြစ်လာမှာမဟုတ်ပါဘူး။ဒီကိစ္စကိုကိုကိုက်တွေခဲ့တာက IT ပညာရှင်အလို့ဆောင်တော့ ကိုဝင်ရထရှိန်မှာပဲသူဟာရင်ကနမဲကြီးကအမှုရီမှာလဲသူရဲ့ဆွေရီကိုပြသခဲ့ပြီးဖြစ်တယ်လို့အခုတစ်ခေါက်မှာလဲကျွန်းတို့လူငယ်ရီရဲ့နောက်ကြောင့်နဲ့သူရဲ့မိဘအတိုင်းပိုင်းထီကိုအချက်ကြကြဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးနဲ့တစ်ချိန်တည်းမှာစိတ်ပြည့်စရာအကောင်းဆုံးအချက်တွေကတော့ကျွန်းတို့သူရဲ့နောက်ွယ်ကမိဘအတိုင်းပိုင်းမှာပဲ ကိုဝီယန်ထက်ရှင်ရဲ့ဖော်ထုတ်ချက်တွေအားကျွလွန်သူလူငယ်အချို့ရဲ့မိဘတွေဟာငွေကြေးချမ်းသာရေးစီးပွားရေးလုပ်ငန်းရှင်တွေဆိုင်ပိုင်ရှင်တွေဖြစ်နေကြပါရဲ့အဖြစ်ပြပေါ်လာပြီးကစားမသူတို့ဟာကိုသားသမီးရဲ့အမအကျွဲ့နှစ်နာသူမိသားစုကိုမျက်နှာချင်းဆိုင်တောင်းပန်ဖို့ဝင်လေနေခဲ့ကြရဲဆိုရဲချက်ပါပဲပြည်သူလူထုရဲ့ဖိအားတွေကြောင့်နောက်ဆုံးမှာတော့ဘူတီလို့ခေါ်တဲ့ကျွလွန်သူလူငယ်ရဲ့မိဘတွေကနှစ်နာသူထံတွားရောက်တောင်းပန်ခဲ့လို့သိရပါရဲ့ဒါဖြစ်တဲ့ချက်တိုက်တဲ့အပြုမှုတစ်ခုပါ ဝရန်ထက်ရှင်ကဒီရောက်ပဲအစားကတော့အသက်၁၄နှစ်အရွယ်ဘူတီချစ်သူဟာသူ့ကိုနှစ်နာသူကောင်းလေးကအတင်းပြောပါရဲဆိုပြီးရန်တိုက်လို့ဒီပြဒနာဖြစ်ခဲ့ကြအောင်ပြောလာတာဖြစ်ပါတယ်ဒါကြောင့်လေမိဘတွေအနေနဲ့ကိုသားသမီးကိုငွေကြေးပြေစုံအောင်ကြောက်ပေးယူနေမိဘဝတ်တရားမကြေးပါဘူးအမမန်ကိုဝေဖန်ပန်းချတတ်အောင်သူတို့ဘာပေါ်လေးစားတမှုရှင်အောင်ကိုလုံးရကျွဲတာဝန်ယူတဲ့အောင်တင် जा ပေးဖို့ကအရေးကြီးဆုံးပါလူငယ်တွေအနေနဲ့လေဆိုရှယ်မီဒီယာမှာ မိုက်ပြရုံကြံပြရုံနဲ့လူတော်တရားအထင်ကြီးစရာကောင်းတဲ့သူတရားဖြစ်လာမှာမဟုတ်ပါဘူးတကယ်တမ်းမိုးရှိရလို့ဆိုတော့ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့အကျင့်စရိတ်တာနေပဲတိုင်တာတာပါအနိုင်ကျင့်ခြင်းဟာဘယ်တော့မှမမိုက်ပါဘူးလူကြီးတွေအနေနဲ့ဒီလိုမတရားမှုတွေကိုမြင်တွေ့ရခါမှာမျက်ကွယ်မပြိုပဲနင်နာကျိုးဖက်ကနေရည်တည်ပေးရပါမယ်လူသူရဲ့စူပေါင်းရာကဖိအားတခုပြလာတဲ့အခါတရားမျှတမှုစီကို တဏံပုံသင်းဆက်စီနိုင်တယ်ဆိုတာဒီမူကားတတိပါပဲဒီလိုဖြစ်ရတွင်နောက်ထပ်မဖြစ်ပါလားအောင်အရင်မြစ်ကနေဘလို့ဖြစ်ရှင်ကြောင်းလဲဆိုတော့ကိုဝိုင်းဝန်းအပြေရှာဖို့လိုပါတယ်ကျောင်းတွေမှာနိုင်ခြင်းမို့တိုက်ဖြတ်ရေးစီစဉ်တွင်လူငယ်ရဲ့အတွက်စိတ်တက်ခွာအားပေးရေးစီစဉ်တွင်ပုံမှန်လုံးဆောင်တင်နေပါပြီပိတ်သက်ကြီးတို့ရောဒီပုံမှာဘလို့အမြင်ရှိကြလဲကျမတို့ရဲ့လူငယ်ရဲ့အတွက်ပိုကောင်းတဲ့အနာဂတ်တစ်ခုကိုဘလို့တည်ဆောက်ကြောင်းလဲဆိုတော့ကိုအပြိုတဘောဆောင်တဲ့အတွင်းမြင်လေးတွေနဲ့အတူကမ္မမဝေရောက်ဆွေးနွေးခဲ့ပါအောင်နော် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်တို့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရကြောင်းများကိုချင်းရပြင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ပြီးတင်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးတရားအပြီးကြီးစုမှုတော်လည်းကျေးဇူးအများကြီးတင်ပါတယ်။